Hello hello အားလုံးပဲမင်္ဂလာပါ ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ချမ်းမတ်မျိုးမှာရှိတဲ့ဒီကျုံနောက်ဖက်ကပီပီဘူးဖက်ဆိုတဲ့ဆိုင်လေးကို သွားစားတာလေးကိုထပ်ပြီးတော့တင်လိုက်ပါတယ် ခုနကကပြခဲ့တာတွေကတော့ဒီရွေးချယ်စရာအသားတွေဖြစ်ပြီးတော့ဒီဘက်ကကျတော့ခောက်ဆွဲတွေတို့မှုတွေတို့အလုံးမုံထပ်ပြီးရွေးချယ်စရာတွေကိုထပ်ပြလိုက်ပါတယ် သူကတယောက်ကို ပုံမှန်ဆိုရင်219ဘတ်ကိုမှာကိုက6နိုင်မထိုးခင်သွားရလားဆိုရင်တော့199နဲ့ရမှာပါဒီ199ဆိုရင်တော့ဘတ်နေရာပဲထားပါပေါ့နော်ဒီဘတ်နေရာဆိုရင်တော့မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်2000 2000လောက်ပဲသွားကြတာဆိုတော့ဒီရွေးစရာတွေလည်းများတယ်ဆိုတော့တော်တော်တန်ပါတယ် ချိုရီတွေလည်းဒီရွေးချယ်စရာတော်တော်များများရှိပါတယ်ဒီတိုင်းအချိုရီတွေအပြင်ပလင်းတွေပါထပ်ရှိသေးပါတယ်နောက်ထပ်ဒီယူရီးယားရေကဲတုပ်တွေပြီးရောရေကဲမုန့်တွေလည်းထပ်ရှိပါတယ်။ဒါတော့မစားခင် ကျွန်တော်တို့အရင်ဆုံး ယူထားတဲ့ဟာလေးကိုရိုက်ပြလိုက်တာပါ။ဒါပထမအတုပ်ယူထားတာလေးပေါ့နော်။ ပီပီမာထပ်ပြီးတော့ဒီရွေးချယ်စရာအကင်အိုး၃မျိုးထပ်ရှိတာကိုမှကျွန်တော်တို့ကတော့ဒီနှစ်ခုကိုယ်လေးပေါ့နော်ဒီမြေအိုးလေးနဲ့ရောတဲ့ဟာလေးကိုယူလိုက်ပါတယ်ဒီနေ့ကတော့ဒီထောင်ပြီးတော့လည်းနည်းနည်းရိုက်မှာပေါ့နော်ဒီထောင်မဲ့ဖုံးကတော့ဒီအာသိမ့်မပါခဲ့တာဆိုတော့ဒီပထမတစ်ပိုင်းတော့ဖြစ်ဖြစ်ရိုက်ဖြစ်ပါမယ် ကျွန်တော်တို့တော့ဒီတိုင်းခင်းချင်းထားတဲ့ဒီအသားတွေပေါ့နော်အဲ့အသားတွေထက်ဒီရေခဲတက်တာထဲမှာရှိတဲ့အသားလွာပပလေးတွေကိုမြင်များစားဖြစ်ခဲ့ပါတယ်အဲ့အလေးတွေကဒီစက်တာလဲမြန်တာဆိုတော့တော်တော်အဆင်ပြေပါတယ် ကျွန်တော်တို့တော့ဒီအသားလွှာရည်ထဲမှာတော့ဒီကြက်သားကိုတော့တိတ်မယူခဲ့ပဲနဲ့ဒီကြံတဲ့အသားတွေကိုတော့ယူခဲ့ပါတယ်ဒီအထူးသဖြင့်ဆိုရင်တော့ဒီ hot pot စားမယ်ဆိုရင်တော့ဝက်သုံးသတ္တာလေးကကောင်းတာဆိုတော့ဒီဝက်သုံးသတ္တာလေးတော်တော်များများယူပြခဲ့ပါတယ်ဒါလေးကတော့အပြုတ် version လေးပေါ့နော်ဒီအသားလေးတွေကလည်းလွတ်လွတ်လပ်လပ်လေးတွေဆိုတော့ချက်တာလည်းမြန်ပါတယ်နော် ျွန်တော်ကတော့ဒီဟိုရဲ့ DI နဲ့ဆိုတော့အခုတော့စစပါပြီဒီတငယ်ချင်းကတော့ဒီကြက်နေရာနဲ့သူကတော့နည်းနည်းစူးစမ်းထားနေတာပါဒါတော့နောက်ထပ်တတုတ်ကိုထပ်กินมาတော့မယ်ဒီကျွန်တော်ကတော့ပထမတလုတ်ပဲစားရသေးတယ်ပေါ့เนาะ အခုစခင်ထားတဲ့ဒီဝတ်သုံးသက်သားနှစ်ထားတဲ့ဟာလေးလည်းကောင်းပါတယ်။သူကကျတော့ဒီအသားလွှာတွေကမဟုတ်ဘဲနဲ့သူကအပြင်မှာရှိတဲ့အသားနှစ်တွေတည်းရပါတော့နော်။ သူကအပြုတ်အိုးထဲမှာလဲမာလာတုံးလေးထည့်လို့ရပါတယ်ဒီမာလာအတုံးလေးကတော့တုံးကိုဘတ်20ပါဖိုလိုဒီမာလာဟော့ပေါ်ရီလိုမျိုး မာလာကြမ်းကြမ်းကြီးကြီးအဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းမာလာဖြစ်ယုံမာလာပေါ့နော်အဲ့လိုမာလာခန်းစားရတယ်ဒါပေမဲ့မာလာလို့ပြင်းထန်တာမျိုးတော့မဟုတ်ပါဘူး ီအိုးတွေကတော့ဒီနည်းနည်းအပူချိန်ရဖို့တော့နည်းနည်းအရှိန်ယူရတာဖြစ်ပေမဲ့ဒါပေမဲ့အပူချိန်ရတော့လဲဆိုရင်တော့ဒီစက်တာလည်းညံနေဒီသွားနေသူဒီ free flow ပဲအဆင်ပြေပါတယ် ပြီးတော့ဒီမှာလဲဒီညမာစကားနားလဲတဲ့လူလဲရှိတာဆိုတော့ဒီညမာလူမာတယ်ဆိုရင်လဲပို့ပြီးတော့အဆင်ပြေသွားမှာပါကျွန်တော်တို့တော့ဒီသုံးသက်သားကိုกินတာများတာဆိုတော့နည်းနည်းတော့စီတော့ရှွမ်းနေပေါ့เนาะဒါပေမဲ့လည်းဒီအသားစားလည်းစီဖြစ်မှာပဲအစီစားလည်းစီဖြစ်မှာပဲဆိုတော့ဒီနည်းနည်းကိုကြိုက်တဲ့သုံးသက်သားကိုပိုစားပစ်ခဲ့တာပါ ဒီလိုအထွေးလိုက်ကိလိုမှာသူ့မှာရှိတဲ့အစိမ်း software နဲ့စားရတာတော်တော်ကောင်းပါတယ်ဒီတခြား buffet budget ဆိုင်တွေလိုမျိုးဒီပဇွန်ရှိတဲ့စုံလောက်ပဲမဟုတ်ဘဲနဲ့ဒီပဇွန်လည်းတော်တော်များများရှိပါတယ်ပြီးတော့ပဇွန်တွေလည်းဒီဟိုလိုမျိုးမြောင်စီလေးမဟုတ်ဘဲနဲ့ဒီပေးရတဲ့ဈေးနဲ့တန်ရလောက်တဲ့ဒီ quality တော့ရပါတယ် ကျွန်တော်ကတော့ဒီ9နာရီဆိုတာနဲ့ရောက်တော့တာဖြစ်တော့နည်းနည်းအလိုနေထိုးတဲ့စတိုင်လေးတော့ဖြစ်ခဲ့ရပါတော့။ဒီကျွန်တော်တို့ကတော့ပုံမှန်စားမယ်ဆိုရင်တော့ဒီ9နာရီခွဲ10နာရီ2ပါလောက်တော့ပြန်ပြစ်ပါတယ်။အချိန်တော့အကန့်အသတ်မရှိပါဘူး။ချက်ချီတော့ပြုတ်လေးလဲစားရတာအဆင်ပြေပါတယ်။ဒါပေမဲ့တခါတလေစားရဆိုရင်တော့အယူလေးတော့တခါတလေတော့ပါတပါတယ်။ဒီအကုန်လုံးပါနေရတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ဒီဇိုင်းရောက်တဲ့ဆိုရင်ဒီထိုင်းတီးလေးနဲ့လိမ္မော်တီးလေးနဲ့ပဲတောက်ဖြစ်ပါတယ်ဒီနည်းနည်းအလိုမြန်မာဆန်ပြီးတော့ဒီအလိုကွက်တီအလိုဖြစ်နေတက်လို့ပေါ့နော်ဆိုင်ဆိုင်နဲ့ပဲဒီညရောက်သွားခဲ့တာပါဒီထောင်းနဲ့ဖုံးလေးကကြတော့အားလည်းတိတ်မကြံတော့လို့ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီပစုံလေးကိုဒီလိုမျိုးလေးกินတက်တာပါ ူမှာရေခဲမုံလဲ၄မျိုးရှိရာနေမလို့ဒီ၄မျိုးစလုံးစားစင်တာနဲ့စားပြစ်ခဲ့ပါတယ်။ ဒါကတော့ဒီသူတို့အလိုမျိုးဘယ်လိုပြောမလဲ time disaster ဖြစ်မဲ့တင်နေဒီကျွန်တော်လည်းဒီအရန်ကြီးလည်းသိတာမဟုတ်တာမို့လို့အာကိုသိတယ်လို့မျိုးပဲဒီကိုနည်းနည်းအလိုထင်တာပေါ့နော်အလိုမျိုးဒီတုတ်ဆားရတဲ့မျိုးထင်တာမို့လို့ဒီတိုင်းပဲအလိုရေခဲချစ်ပေါ်မှာဒီသူ့မှာရှိတဲ့ဟာတဲ့အကောင်လုံးထည့်ပြီးတော့ဒီ nose စမ်းနေပြီးတော့အချွေစမ်းနေပြီးတော့ nose ring လေးပါစမ်းပြီးတော့အလိုမျိုးလေးလှုပ်ရှားတက်ခဲ့ပါတယ် အလိုမျိုးကျွန်တော်တို့စားလိုက်တာတော့ဒီရေခဲတုတ်လိုမျိုးဘာလိုမျိုးအလိုဖြစ်ခဲသွားတာပေါ့နော်ဒါတော့ကြံ့နေအာလီနဲ့ဒီအချိုလေးတဲပြပါမယ်ဒီအချိုတဲမှာတော့ဒီထိုင်းတီးလေးရဲ့ရေခဲမုံရဲ့ပြီးတော့အဲ့ဒီရေခဲတုပ်ပေါ့နော်အဲ့အလေးရဲ့ကျွန်တော်နည်းနည်းစားလိုက်ပါတယ် ီအကင်နေကြည်ပဲကိုဒီနှစ်နာရီကြောကြောလောက်စားခလိုက်တာဆိုနည်းနည်းအလိုလိုပြောရမလဲနည်းနည်းညစ်ပတ်သွားတဲ့စတိုင်အလိုပင်ပန်းသွားတဲ့စတိုင်ရုပ်တော်ထွက်လာတာပေါ့နော်ကဲအဆုံးထိကြည်ပဲလို့တူတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်နောက်ထပ်တင်မဲ့ဘလော့လေးမှာပြန်လည်တွေ့ဆုံပါမယ်အားလုံးပဲပိုင်ပိုင်ပါနော်